အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကဘောနောပင်သီးတင်ချာရဲ့လူကြီးအတန်လေးဖွင့်မယ်အကြောင်းလေးကိုလာပြီးတော့ပြောပြသွားတာဖြစ်ပါတယ်ဒီတန်းလေးမှာဘောနောဘယ်သူတွေတက်လို့ရမလဲဆိုရင်ဘောနောပင်သီးတင်ချာကိုစိတ်ဝင်စားနေရယ်ဘောနောတချို့တွေခဏခဏလာမိရယ်လေကိုယ်တွေတာသမီးကိုတော့တင်ထားတယ်ဘောနောကိုကလည်းတက်ချင်နေပေါ့မိဘအနေနဲ့အချိန်မပေးနိုင်ဘူးပေါ့ဟောကျမအားတဲ့အချိန်ဖွင့်ပေးပါအောင်ပေါ့အဲ့လိုပြောရယ်ဘောနောကျမလည်းမအားလို့ဖွင့်မပေးနိုင်ဘူးလေအခုတော့ကျမဗီဒီယိုကလစ်လေးတွေလုပ်ထားတယ်ဘောနောအဲ့ တော့အိမ်မှာပဲကိုအလုပ်အားတဲ့ချိန်ပေါ့နော်ညာပိုင်းအားတဲ့ချိန်မှာဒီဗီဒီယိုလေးတွေဖွင့်ကြည့်ပြီးတဲ့ခါကျတော့လေးလာလို့ရအောင်လို့ကျွန်မကလူကြီးတန်းလေးဖွင့်တော်မှာဖြစ်ပါတယ်ပြီးရင်ပေဒီတင်ချာတင်ချာမယ်ဆရာဆရာမတွေလည်းတက်ရောက်လို့ရပါတယ်ပေါ့နော်တက်ရောက်ပြီးတော့လေးလာပြီးတော့ပြန်တင်ပေးလို့ရပါတယ်တချို့ဆိုရင်ကိုတူတူမှလေးတွေအတွက်ပေါ့နော်တင်ခြင်းနဲ့ပေါ့အပေတိတင်ချာတင်ခြင်းနဲ့အတူတူမှလေးတွေကိုပေါ့နော်အဲ့တော့တင်ပေးခြင်းနဲ့လူတွေလည်းတက်လို့ရပါတယ်ပြီးရောပေါ့နော် ဟိုတချို့တွေဆိုရင်နေစိတ်ဝင်စားတယ်ကွာပြန်တင်စားခြင်းလို့တော့မဟုတ်ဘူးပြန်တင်ခြင်းလို့လည်းမဟုတ်ဘူးကိုအရင်စိတ်ဝင်စားလို့ပေါ့နော်အဲလေးလာခြင်းနဲ့ဆိုရင်လည်းတက်ရောက်လို့ရပါတယ်ပေါ့နော်ကျွန်မလည်းအရင်တော့ကဒီတင်တန်းလေးကိုပီတိနှစ်ချာလေးကိုစိတ်ဝင်စားလို့လေးလာရင်းကနေပြီးတော့ပေါ့နော်မရည်ရွယ်ပဲနဲ့ဆီယာမဖြစ်သွားတယ်ပေါ့နော်ဒါလေးကအရင်ကိုကတော့သဘောကျတယ်ပေါ့နော်တင်ချာနဲ့ပတ်သက်ပြီးတော့ကျွန်မစိတ်ဝင်စားတယ်ဆိုရတဲ့ပေါ့နော်ဒါလေးကိုဒါလုတ်ဖြစ်သွားဖြစ်ပါတယ်အဲ့တော့ဒီလူကြီးတန်းလေးမှာပေါ့နော်ဘာတွေပါမလဲပေါ့ အဲ့တော့ကျမကအခုလူကြီးအတန်းလေးမှာဆိုရင်တော့ level 1နဲ့ level 2ကိုတင်သွားမှာဖြစ်ပါတယ် level 1ကြီးပဲပေါ့နော်တီးသန့်တက်ချင်တယ်ပေါ့နော် level 1ကြီးပဲတီးသန့်တက်ချင်တဲ့လူတွေအတွက်ကတော့ကျမကတင်တန်းကြီးလေးက level 1အပြည့် ကလေးတူပေါ့နော်ကျမ3လေးလတင်ပေးတဲ့ဟောဒီ level 1လေးအပြက်ကိုလူကြီးတန်းလေးအနေနဲ့ဗီဒီယိုကလပ်လေးမှာဆိုရင်တော့3500နဲ့ပေါ့နော်ဒါက level 1အပြက်သင်ရမှာဖြစ်ပါတယ်အဲ့လိုပဲ level 2ကိုလည်းပေါ့နော်3500ပေါ့နော် level 1တည်တဲ့တက်ချင်နေဆိုလည်း3000ကျွဲပေါ့နော် level 2လေးပဲတည်တဲ့တက်ချင်နေဆိုလည်း3000ကျွဲပေါ့နော်အဲ့တော့ level 1နဲ့2နဲ့နှစ်ခုလုံးတက်ချင်နေဆိုရင်တော့ပေါ့နော်9000ကျမှာဖြစ်ပါတယ်ဒါပေမဲ့ပေါ့နော်တည်တဲ့ င်းကျပရိုမိုးရှင်းအနေနဲ့ပေါ့နော် ကျမကဒီဆယ်လာပိုင်းတရက်နေ့မတိုင်ခင်ထိပေါ့နော်ဒီဂျားထဲမှာပေါ့နော်ဒီ9ရက်တွင်းမှာအပ်တဲ့လူတွေကို level 1ကြီးပဲဆိုရင်တော့3000နဲ့ထားပြီးမှဖြစ်ပါတယ် level 1ရော2ရော အတွက်ဆိုရင်တော့ကျမက9000နဲ့ထားပြီးမှဖြစ်ပါတယ်ဒါကတော့ဒီ9ရက်အတွင်းပေါ့နော်ဆယ်လာပိုင်းတရနေ့ရောက်ပြီဆိုရင်ဈေးပြောင်းပါနော်အဲ့ဒီအခါကျတော့မြန်မြန်လေးကျူအပ်ထားပါဒါ promotion ဈေးလေးပေါ့နော် level 1 2အပြက်ကိုမှ9000နဲ့ရမှာဖြစ်ပါတယ် level 1တိသက်ဆိုရင်တော့3000နဲ့ရမှာဖြစ်ပါတယ်ဆယ်လာပိုင်းကျော်သွားပြီဆိုရင်တော့ပုံမှန်ဈေးလေးဖြစ်တဲ့ level 1အပြက်ကို3000ကျွဲနဲ့ level 2အပြက်ကို3000ကျွဲနှစ်ခုလုံးတက်ချင်တယ်ဆိုရင်တော့9000ကျတဲ့မှာဖြစ်ပါတယ် ဒါကတော့အခု level 1 2 video clip လေးဖွင့်မယ်အကြောင်းကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်။အဲ့တော့ဘောနော် level 1မှာဘာတွေသင်ကြားပေးမှာလဲဘောနော် level 1မှာဘာတွေသင်ကြားပေးမှာလဲဆိုရင် number 1အနေနဲ့ဘောနော်ပထမဆုံးအချက်အနေနဲ့ကတော့ county from 0 to 99 0ကနေပြီးတော့60ကိုအတွင်းမှာရှိတဲ့ဂဏန်းတွေကိုကိုယ့်ရဲ့လက်ချောင်းလေးနှစ်ဖက်နဲ့ပေါ့နော်ဘယ်လိုရည်တွက်သွားလဲဆိုတာကိုသင်ကြားပေးမှာဖြစ်ပါတယ်။နံပါတ်2အချက်ဒုတိယချက်အနေနဲ့ကတော့ဓာတ်ရိုက်မသက်ပေါ့နော်။ဓာတ်ရိုက်ပေါင်းနေနှုတ်တယ်။ဓာတ်ရိုက်မသက်လေးကိုသုံးပြီးခါကျတော့လက်ချောင်းလေးရည်ဂဏန်းတွေကိုဘယ်လိုတွက်သွားလဲဆိုတာကိုသင်ကြားပေးမှာဖြစ်ပါတယ်။တတိယချက်အနေနဲ့ကတော့ small front formula small front formula ရဲ့ addition ပေါင်းချင်းကိုတင် जा ပြမှာဖြစ်ပါတယ်ဒီ small fraction formula အပေါင်းလေးကိုရသွားပြီဆိုရင်တော့ small fraction formula ရဲ့ subtraction အနှုတ်ကိုတင် जा ပြသွားမှာဖြစ်ပါတယ်အဲ့တော့ပြန်ချုပ်ရမယ်ဆိုရင်တော့တရချက် counting from 0 to 99ဒုတိယချက်ကဒါလိုက်မသက်တတိယချက်က small fraction formula ကိုမှအပေါင်းတင်မယ်နောက်ပြီးရင်အနှုတ်တင်မယ်โอเคနောက်တစ်ချက် different formula different formula မှာလည်းအလားတူပဲပေါ့เนาะအပေါင်း addition သင်ပေးမယ်ပြီးရင် another subtraction သင်ပေးမယ်အဲ့ဒါခါကျတော့ counting from 0 to 99ဒါတိုင်း method small fraction formula ရဲ့အပေါင်းအနှုန်း big fraction formula ရဲ့အပေါင်းအနှုန်းအဲဆိုရင် level 1လေးပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ level 1လေးကပြီးသွားပြီဆိုရင်တော့ဒီဟာလေးအတိုင်းပဲကျမရဲ့ကလေးတွေကိုလည်းပေါ့နော်ဒီဟာပဲသင်ပေးတာပါဒါကတော့လူကြီးတွေအတွက်ကတော့ ညံဆန့်လွဲကူပါတယ်အယူရှင်းဆုံးနဲ့အကျဉ်းချုံပြီးတဲ့ခါကျရင်တေချာလေးအသေးစိတ်အတူကောက်အတူချုပ်ပေါ့နော်အနှစ်ချုပ်ကိုရှင်းသွားတာဖြစ်ပါတယ်ပေါ့နော်ဒီအတန်းလေးမှာဆိုရင် level 2မှာဆိုရင်တော့ကျွန်မက combination formula ကိုသင်ကြားပေးမှာဖြစ်ပါတယ် combination formula မသိခင်မှာလည်းအဲ့လိုပဲပေါ့နော်0ကနေပြီးတော့300 300အတွင်းမှာရှိတယ်ပေါ့နော်ခန်းန်းနေပေါ့နော် level 2မှာဆိုရင်ဇီတူကနေ300အတွင်းမှာရှိတဲ့ခန်းန်းနေကိုပေါင်းတာနှုတ်တာအထီရောက်သင်ကြားပေးတော့မှာဖြစ်ပါတယ် level 2ကတော့လွယ်ပါတယ် तू က तू ကပေါ့နော်နံပါတ်1ချက် तू က combination formula ရဲ့ addition အပေါင်းကိုသင်မယ်နံပါတ်2ချက် combination formula ရဲ့ subtraction အနှုတ်ကိုသင်မယ်ပေါ့နော်အပေါင်းနှုတ်လေးပြီးသွားပြီဆိုရင် तू ကပေါ့နော်အဲ ဗာလဲဒဘယ်ဒီဂျစ်ပေါ့နော်ဂဏန်းနှလုံးနေကိုပေါင်းမယ်နှုတ်အဲ့ဒါမှဆိုရင်လဲဒဘယ်ဒီဂျစ်မှဆိုရင်ဒါတိုင်းမသက်ပါမယ် small front ပါမယ် big front ပါမယ်အပေါင်းအနှုတ်ပေါ့နော်ဒါအနှစ်ချုပ်လေးပြပြတာဒီဒဘယ်ဒီဂျစ်တွေပြီးသွားပြီဆိုရင်တော့ခုနကအဲ့ဒဘယ်ဒီဂျစ်တွေမှာအပေါင်းဒါတိုင်းမသက်ရဲ small front ရဲ big front ရဲပြီးရင် combination နေအကုန်လုံးသူကရောသွားမယ် level 2မှာပေါ့နော်ရောသွားပြီးရင်နောက်ပြီးရင်ဒီလက်ကလေးနှစ်ဖက်နဲ့ပဲ100ကျော်သွားတဲ့ခဏန်းနေ200ကျော်တဲ့ခဏန်းနေ300ကျော်300ဝင်းချင်ပေါ့နော်300အရင်ကျော်ရင်တော့လက်ကလေးတွေကကျတော့လောရတာနဲ့ကတ်သွားတဲ့အတွက်ကြောင့်ပေါ့နော်300အတွင်းမှာရှိတဲ့ခဏန်းလေးတွေကိုပေါင်းလို့နှုတ်လို့ရတော့အောင်လေးလာလို့ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ပေါ့နော် level 2ရဲ့ ်ခေါင်းစဉ်လေးတွေပေါ့နော် level 2ရဲ့အတွင်းမှာသင်ကြားပြီးမယ်ခေါင်းစဉ်လေးတွေပြုတ်ပြသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီသင်တန်းလေးကိုတော့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျမရဲ့ချက်ပေါက်မှာပလာပြီးတော့ပေါ့နော်အဲ့လိုရပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့နှိမ့်ရှုပ်ရမယ်ဆိုရင်တော့ level 1 2နှစ်ခုလုံးအပ်မယ်ဆိုရင် ဆယ်လာပိုင်းမရောက်ခင်မှာအပ်ထားပါ level 1 2နှစ်ခုလုံးဆိုရင်9000ပဲကျက်မှာဖြစ်ပါတယ်အပြတ်နော် level 1 2အပြတ် level 1တခုတည်းဆိုရင်တော့3000ပဲကျက်မှာဖြစ်ပါတယ်ဆယ်လာပိုင်းရောက်သွားပြီဆိုရင်တော့ level 1ဆိုရင်3000ခွဲ ဖြစ်သွားမှာပါແລະ level 2ဆိုရင်လည်း3000ခွဲဖြစ်သွားမှာပါ2ခုလုံးဆိုရင်9000ဖြစ်သွားမှာပါအဲ့တော့တင်းကျုပ် promotion လေးကတော့ဒီ6လပိုင်းအကုန်ကြီးဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရင်ပေါ့နော်ဒါရောက်လေ့လာလို့ရပါတယ် ်ပြီးတဲ့ခါကျတော့ဘယ်တော့ဒီပီတိတ္ထာတင်ထားတဲ့ကလေးတွေမှာဆိုရင်လည်းဘလို့အားတာချက်တွေရှိတယ်ဆိုတာကိုကျွန်မကနောက်ဗီဒီယိုလေးမှာသိချင်တယ်ဆိုရင်ဗောနောကွန်မန့်လေးရေးပြီးသွားပါအောင်လို့ဟုတ်ကဲ့အဲဒါလေးဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါတင်တန်းမိတ်ဆက်တဲ့အကြောင်းလေးဖြစ်ပါရဲ့ရှင်